အားလုံးပဲမင်္ဂလာပါဒီကနေ့ဗီဒီယိုလေးမှာတော့ကိုယ့်ရဲ့ Facebook ထဲကပေါ်နေတဲ့နိုင်ငံခြားဘာသာစကားတွေအကုန်လုံးကိုမြန်မာဘာသာစကားကိုပြောင်းလဲတဲ့နည်းလမ်းလေးကိုခေါ်ပြပေးသွားမှာဖြစ်ပါတယ်ဒီ Facebook မှာပေါ်နေတဲ့ခြားသူတွေရဲ့ post တွေကိုပြန် icon နဲ့ပေါ့နော် application မှာပါတဲ့ feature တွေအကုန်လုံးပေါ့နော်အဲ့အကုန်လုံးကိုမြန်မာဘာသာစကားဖြစ်ပြောင်းလဲကိုယ့်ရဲ့နည်းလမ်းလေးကိုပြမှာဖြစ်ပါတယ် okay ပထမဆုံး Facebook account နဲ့ဝင်လိုက်မယ်ဖြစ်ပြီးအပေါ်ကဒီဘက်အဆက်30နဲ့ကိုယ့်ရဲ့ပုံလေးရှေ့နေရာဝင်လိုက်မယ် ပြီးခဲ့ခါကျရင်ဒီဆက်သွားပုံစံ icon လေး setting ကိုနှိပ်လိုက်မယ်။ Okay ဒီ search setting ဆိုတဲ့နေရာမှာတစ်ချက်နှိပ်လိုက်မယ်။ Okay ဟုတ်ပြီဒီလိုဖြစ်လာရင်နောက်တစ်ချက်အဲ့နေရာကိုထပ်နှိပ်လိုက်မယ်။ပြီးရင် language ဘာသာစကားအရာကိုရေးလိုက်မယ်။ L A N G U A G E language Okay အဲ့ဒီအချိန်မှာအပေါ်ဆုံးကပေါ်တဲ့ language and region အကောင်ကိုနှိပ်လိုက်မယ်။ Okay အဲ့ချိန်မှာပေါ်ဆုံးကပထမဆုံးအတန်းက language for buttons title and other tests from facebook okay cloud တွေရောအကောင်းစင်တွေရောတခြားစာတွေအကုန်လုံးပေါ့နော်အကုန်လုံးပြောင်းလို့ရမယ့်နေရာဖြစ်တယ်ပေါ့နော်ထူးခြားအခုကကျတော့ language you would like to have post translated into တဲ့သူများတင်လာတဲ့ဟာတွေကိုကိုမြင်ချင်တဲ့ဘာသာစကားကိုကြောင်းတာပေါ့နော်တတိယတစ်ခုကကျတော့ language you don't want to be offered translation for ကိုမပြန်စီချင်တဲ့ဘာသာစကားကိုရွေးရတဲ့စတင်ပေါ့နော် ပြီးတော့အဝါတစ်ခါကျတော့ language you don't want automatically translated လိုလျောက်ဘာသာမပြန်စီလို့တဲ့ဘာသာစကားပေါ့နော်ပြီးတော့အဆုံးအဟာကျတော့ share your post in multiple languages ကိုရဲ့တင်တဲ့ post ကိုအခြားဘာသာစကားတွေနဲ့မဖော်ပြစေချင်ဘူးပေါ့နော်အဆုံးအဟာတစ်ခုက okay ဆိုတော့တစ်ခုလောက်အမကအပေါ်ဆုံးအဟာတစ်ခုကိုနှိမ့်လိုက်ရင်အားလုံးကြောက်သွားပြီဖြစ်တယ်ဆိုတော့ဘောဆောင်တစ်ခုကိုနှိမ့်လိုက်မယ် ီနီယာမမြန်မာဆိုတဲ့ဟာကိုရှားရမယ်နော်။ Okay ဟုတ်ပြီ scroll လုပ်လိုက်မယ်အောက်ကို။ Okay ဟုတ်ပြီဒီမှာမြန်မာကိုတွေ့ပြီနော်။ Okay ဟုတ်ပြီအဲ့ဒီကောင်တင်လိုက်မယ်။ဒီမှာကနာဆောင်မယ်။ Okay ဟုတ်ပြီတော့သင်ပါရတွေ့နေတာလေ။ဒီဟာဒီမှာ story ဖန်တီးရယ် re video ဖန်တီးရယ်။ Okay ဟုတ်ပြီပြအောင်မအကုန်လုံးပေါ့နော်။ဒီမှာမြန်မာဘာသာစကားတွေ့သွားပြီနော်။ဟုတ်တယ်နော်။ ဟုတ်ပြီတေချာတော့ဒီကိုတစ်ချက်နှိပ်ပြီးစိတ်ကြည့်လိုက်ရအောင်ဟုတ်ကဲ့ဟုတ်တယ်နော်တငယ်ချင်းများ20ဦး online လုပ်ငန်း၃ dashboard အလင်းစင် video okay အကုန်လုံးဒီမှာမြန်မာဘာသာစကားနဲ့ဖြစ်သွားပြီနော်ဝေဟုတ်ပြီတခြားသူတွေရဲ့ post တွေကရောမြန်မာဘာသာစကားဖြစ်သွားပြီလားဆိုတာကိုသိရအောင်ရန်ရင်ကြပြီးတခုခုကိုတော့ပြီးတော့နှိပ်ကြည့်လိုက်မယ်နော်ဒီနေရာမှာကျမတို့ကအလွယ်ဆုံးဖြစ်အောင် project knife band JEC project project nightfall အဲ့ကောင်ကိုချက်ကြည့်လိုက်မယ်နော်အဝင်းချက်ထနေကြည့်လိုက်မယ်ဟုတ်ပြီသူတို့ရဲ့ page လည်းဒီမှာတသသမခုနှစ်ကတည်းစောင့်ကြည့်သူတွေအဲ့ဒါတော့မြန်မာလိုဖြစ်သွားပြီသူကြီးဟာစာရလွဲမော်နော်ဒါဟုတ်ပြီပုံမူကြည့်ရှင်ရဘာသာစကားโอเคဟုတ်ပြီဒီမှာအသာပြန်ချက်ကိုကြည့်ရင်အဲ့နှိပ်လိုက်မယ်အဲ့ဆိုရင်ဒီမှာโอเค ဒီမှာဒါပေမဲ့ဒီ phone error ရရှိရနော်ဒီ phone setting change တာရောနောက်ထပ် video တခုမှပြပေးမယ်နော်ဟုတ်ပြီ who do you ပြန်သွားကြည့်လိုက်မယ်ခုနအတိုင်းပဲအကုန်ပြလို့မယ် setting နဲ့ကိုသွားမယ် search icon နောက်တစ်ချက်ထပ်နှိပ်မယ် okay ဒီနေရာမှာသတိထားစရာရှိတာကမြန်မာစကားကနေအင်္ဂလိပ်ဘာသာပြန်ပြောင်းမယ်ဆိုရင် language လို့ကြီးလို့မရတော့ပါဘူးနော် အလိုကြီးလိုက်ရင်ပေါ်လာမှာမဟုတ်ဘူးအဲ့ဒီအစားမြန်မာလိုမျိုးဘာသာဆိုပြီးတော့ရေးရမှာဖြစ်ပါတယ်ဒီတစ်ချက်ကိုသတိထားစေချင်ပါတယ်โอเคပြီးရင်ဘာသာစကားနဲ့ data အရောက်နှိပ်လိုက်မယ်ပြီးအပေါ်ဆုံးကိုနှိပ်မယ်အဲ့ဒါပြီးသွားရင်အင်္ဂလိပ်ဆိုတဲ့ဟာကိုရှာပြီးတော့နှိပ်လိုက်မယ်ဆိုရင်အင်္ဂလိပ်ဘာသာစကားကိုပြန်ပြောင်းသွားမှာဖြစ်တယ်နော်ဒါကတော့ leg grade အတွက် video ရှင်းလာမှာစုလို့မပြတော့ပါဘူးနော်ဒီလိုနှိပညာတွေကိုလွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းပေါ်ပြပေးတဲ့ video တွေကိုသဘောကျရဆိုရင် ကျမတို့ရဲ့ရွှေစည်းကွက် channel လေးကို subscribe follow နဲ့ video လေးကို like share ပေးသွားကြပါအောင်နော်ရွှေနှန်းချမ်းညကြပါစေရှင်